ါရှင့်ဒူကလာဖြစ်တူလန်ချန်နယ်ကနေပြီးတော့ပြန်လည်လှုပ်ချုံဆိုလိုက်ပါရယ်။ line ပေါ်မှာခက်စားနေတဲ့ AI ဗီဒီယိုလေးတွေလှုပ်ပြီးတော့ဘယ်လိုမျိုးပတ်ဆက်ရှာမလဲ။ပြီးတော့လုံနေလေးတွေအကုန်လုံးကို laptop တွေဘာတွေကနေမဟုတ်ပဲနဲ့ mobile phone တစ်လုံးထဲကနေပဲလှုပ်ပြသွားမယ်။ကဲဒီတော့ phone တစ်လုံးထဲနဲ့ပဲ AI ဗီဒီယိုတွေဖန်တီးပြီးတော့ငွေငွေရှာခြင်းနဲ့ဆိုရင်တော့ဒီဗီဒီယိုလေးကိုဆောင်းအောင်ကြည့်သွားလိုက်ပါ။ဒီလိုမျိုးဗီဒီယိုလေးတွေရာဆိုရင် TikTok တို့ YouTube Short တို့ ပြီးတော့ Facebook Reel တို့ပေါ့เนาะအဲ့ဒီမှာတင်ပြီးတော့ view များရင်များသလိုဒေါ်လာတွေ share စားရမှာပဲဖြစ်ပါတယ် AI video လေးတွေအားဆိုရင်ကိုယ်စိတ်ကူးအစ်စ် idea အစ်စ်တွေနဲ့ဖန်တီးနိုင်ရင်ဖန်တီးနိုင်သလို video တွေ like တွေပို့ပြီးတော့ရနိုင်တယ်ဒီမှာဆိုလို့ရှိရင်တော့ video 88ပုတ်ထဲနဲ့ဟို1 million subscriber တောင်ပိုင်ဆိုင်ထားတယ်ကဲအဲ့လိုမျိုး video တွေကိုယ်တွေလည်းစားလို့ကြည့်ကြမယ် ဲ့တော့ပထမဆုံးအနေနဲ့ဗီဒီယိုမှာကိုထည့်သွင်းခြင်းတဲ့ပုံကို အရင်ထုတ်ဖို့လိုပါတယ်။ဗီဒီယိုလေးမစတင်ခင် channel လေးကို subscribe လုပ်ထားပြီးတော့ notification နေရာလေးမှာ all ဆိုပြီးတော့ထားပေးပါအောင်နော်။ကဲဒါဆိုလို့ရှိရင်ဗီဒီယိုလေးစလိုက်ကြမယ်။အဲ့လိုမျိုးကိုလိုချင်တဲ့ပုံကိုအသေးစိတ်ကြကြထောက်ခိုင်းမှုဆိုရင် ChatGPT ကို prompt အသေးစိတ်ရေးခိုင်းလို့ရတယ်။ဒါမို့လို့ ChatGPT ကိုဝင်လိုက် အဲ့တော့ဒီမှာတော့လေနမူနာအနေနဲ့ကြောင်လေးခေတာဒီမဲ့ဟာလီနဲ့ပတ်သက်ပြီးတော့သူ့ကိုစာသားအသေးစိတ်ထုတ်ခိုင်းလိုက်မယ်။ကဲဒီလိုမျိုးလေးရေးပြီးတော့ပို့လိုက်ပါမယ်နော်။ပို့လိုက်တာနဲ့ ChatGPT ဘက်ကနေပြီးတော့အခုလိုမျိုး prompt လေးတွေချပေးနေပါပြီ။ဒီထဲကကိုကြိုက်တဲ့တစ်ခုကို copy ကူးလိုက်ပါ။တကယ်လို့ဒီမှာလေ ChatGPT မှာကိုလိုချင်တာထုတ်ခိုင်းဖို့အင်္ဂလိပ်လိုရေးဖို့အခက်အခဲရှိရဆိုရင် Google Translate မှာကိုလိုချင်တာကိုမြန်မာလိုရေးပြီးရင်အဲ့ဒါကိုအင်္ဂလိပ်လိုဘာသာပြန်ခန့်လိုက်အဲ့ဒါကိုကူးပြီးမှချက်ကြည့်ပြီးပြောတော့ထက်ဘာသာစကားခက်ခဲရှည်ဆိုအဲ့လိုမျိုးနည်းလမ်းလေးတွေသုံးကြည့်ပါနော်ကဲခုနဟာလေးဆက်လိုက်ပါမယ်အခုဒုတိယအနေနဲ့ဒီအသေးစိတ်ကြတဲ့စာသားလေးကိုပုံပြောင်းပြီးထုတ်ခိုင်းမယ်အဲ့လိုမျိုးပုံထုတ်ဖို့အတွက်ဒီ Leonardo AI ကိုသွားလိုက်ပါမယ်။အော်ဒီထိတ်ဆုံးမှာပေါ်လာတဲ့ Leonardo AI ဆိုတာလေးကိုနှိပ်ပေးလိုက်။ ်ပြီးရင်ဒီမှာ gas status ဆိုတာလေးကိုနှိပ်ပြီးဒီမှာ Google နဲ့အကောင့်ဝင်ပေးလိုက်ပါဒီနေရာလေးကိုရောက်လာပြီဆိုရင်ညာဘက်က flow state ကိုရေးပေးပါပြီးတော့ဒီ type capron ဆိုတဲ့နေရာလေးမှာကြာတော့ခုနက copy ကူးခဲ့တဲ့စာသားလေးကိုထည့်ပေးလိုက်ပြီးသားရင် generate ဆိုတာလေးကိုနှိပ်ပေးလိုက်တာ ਨੇ ပုံလေးတွေကြာလာပြီပဲဖြစ်ပါတယ် အဲ့ထင်ကနေပြီးတော့ကိုကြိုက်တဲ့ပုံလေးတွေကိုဒေါင်းခြင်းရင်ဒီညာဘက်ကဒေါင်းလောပုံစံလေးကိုနှိပ်ပြီးတော့ဒေါင်းလောလုပ်လို့ရပါတယ်ဒီပုံတွေကို မကြိုက်သေးဘူးဆိုရင်လည်းခုနကချက် GPT ထုတ်ပေးထားတဲ့စာသားတွေကို ပြန်ကူးပြီးတော့ပုံအစ်စ်တွေထပ်ထုတ်လို့ရပါသေးရဲ့နော်ကဲအခုလိုမျိုးပုံရလာပြီဆိုရင်တတိယတစ်ချက်အနေနဲ့ပုံကိုဗီဒီယိုပြောင်းကြမယ်ဗီဒီယိုပြောင်းချင်တာမို့လို့ Hello AI လေးကိုတုံးပါမယ် ဒီမှာ hello ai ကို ရိုင်းရှာလိုက်ပြီးရင်အောက်ကိုနည်းနည်းလေးဆွဲချပြီးတော့ဒီက hello ai ဆိုတဲ့တဲကိုဝင်လိုက်မယ်ထုံးစံအတိုင်းစရင်လုပ်ပေးလိုက်ပါ ပုံကနေဗီဒီယိုတွေဖန်တီးမယ်ဆိုတော့ဒီအောက်ကအပေါင်းလက္ခဏာလေးကိုနှိမ့် ပြီးရင်ဒီက I do we ဆိုတဲ့ဒီနေရာလေးကိုနှိပ်ပေးလိုက်ပါခုနကထောင်းလာတဲ့ပုံလေးတွေကိုဒီမှာထည့်လိုက်ပါမယ်အဲ့တော့ဒီပုံလေးကိုကိုကဘယ်လိုမျိုးဗီဒီယိုဖန်တီးခြင်းလဲဆိုတာကိုအသေးစိတ်ထည့်ပေးရမယ်။စိတ်မပူနဲ့နော်။အဲ့ဒါကိုလည်းချက်ကြည့်ဗီဒီယိုကိုပဲတွားပြီးတော့မေးလို့ရပါတယ်။ အဲ့တော့ ChatGPT ကိုဝင်ပြီးတော့ကိုဖန်တီးခိုင်းကျင်တဲ့ဗီဒီယိုအတွက် prompt ရေးခိုင်းလိုက်ပါမယ်။အာဒီမှာတော့ဒီလိုမျိုးလေးရေးလိုက်ပါမယ်နော်။ကဲရေးပြီးတော့ပို့လိုက်တော့သူကနေပြီးတော့ prompt လေးတွေပြန်ပို့လာပါတယ်။ဒီထဲကဒါလေးကို copy ကူးလိုက်ပါမယ်။ပြီးရင်တော့ဒီ hello ai ကို ပြန်ဝင်ပြီးတော့ဒီနေရာလေးမှာထည့်ပေးလိုက်ပါ ပြီးရင်တော့ဒီအောက်ကဟာလေးကိုနှိပ်ပြီးတော့ create လုပ်လို့ရပါပြီ။ဒီလိုနဲ့ကိုကြိုက်တဲ့ပုံလေးတွေ create လုပ်ဖို့တော့တခုရှိတာကြောင့်လေ free user ဖြစ်တဲ့အတွက် video လုပ်တဲ့ program ကတော့တော်တော်လေးကြာပါတယ်။အဲ့တော့သူက video ထုတ်နေတော့ copyright မမိရအောင် AI ကိုလည်းကိုပိုင်သချင်းလေးတွေလုပ်ခိုင်းလိုက်မယ်။တချင်းလုံးခိုင်ဖို့အတွက်ဆိုလို့ရှိရင် DevTag AI ကိုသုံးလို့ရပါတယ်။ဒီကနေပြီးတော့ DevTag AI လို့ရိုက်ရှာလိုက်ပါ ဒီထိတ်ဆုံးကလေ adapter AI နဲ့ကိုဝင်ပေးလိုက်ပြီးတော့ step 3တွေ free trial ဆိုတာလေးကိုနှိပ်ပေးလိုက်ဒီညာဘက်ကအပေါ်ဆုံးလေးမှာ gmail နဲ့ sign up လုပ်ပေးလိုက်ပါဝင်သွားပြီဆိုရင် view all to ဆိုတာလေးကိုနှိပ်ပြလိုက်ပြီးသွားရင်ဒီမှာရှိရဲ AI sound effect ဆိုတာလေးကိုထပ်ပြီးတော့နှိပ်ပြလိုက်ပါ ဖုန်းဆိုင်ကတင်းနေလို့လေ dashboard site လေးပြောင်းလိုက်ပါမယ်နော်ခုနက ChatGPT မှာရှာထားတဲ့ဟာလေးကို copy ကူးပြီးတော့ဒီမှာထည့်ပေးလိုက်ပြီးရင် custom ဆိုတာလေးကိုနှိပ်နောက်တစ်ခုပေါ့နော်ကိုလုံးမဲ့ second လေးကိုရေးပြီးတော့ထည့်ပေးလိုက်ရဲကိုစိတ်ကြိုက်အကုန်လုံးချိန်ပြီးသွားပြီဆိုလို့ရှိရင် January ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ တချင်းလေးဆိုလို့ရှိရင်လည်းမစိုးဘူးပေါ့နော်။ကြိုက်ပြီဆိုလို့ရှိရင်ဒီညာဘက်က download ဆိုတာလေးကိုနှိပ်ပြီးတော့ download ဆွဲလိုက်ပါမယ်။ကဲအခုတချင်းလေးလည်းရပြီ။ခုနက down ထားတဲ့ video လေးလည်းရပြီဆိုရင်အဲ့ဒီ video လေးနဲ့တချင်းလေးနဲ့ကိုကပ်ပေးဖို့လိုတယ်။အဲ့အတွက် video လေးနဲ့နဲ့ edit ပေးရမယ်။ video edit ဖို့အတွက် cup cut ထဲကိုသွားလိုက်ကြမယ်ဒီမှာ new project ကိုနှိပ်ပြီး ပြီးရင်ခုနကဒေါင်းထားတဲ့ဗီဒီယိုလေးတွေကိုထည့်ပေးလိုက်။ logo ပြအောင်လို့နော်ရှေ့ကိုနည်းနည်းလေးဆွဲပေးလိုက်မယ်။ဗီဒီယိုတစ်ပုဒ်နဲ့တစ်ပုဒ်ကြားကိုလှအောင်လို့ transition လေးတွေလည်းထည့်လို့ရရယ်အဲ့တော့ဒီမှာထည့်လိုက်ပါမယ် ဒီကင်မရာတွေကနေပြီးတော့ pull out transition လေးကိုထည့်ပေးလိုက်မယ်ကဲဒီလိုဆိုလို့ရှိရင်ပို့ပြီးတော့ smooth ဖြစ်သွားပါပြီเนาะဒီနားက app audio ဆိုတာလေးကိုနှိပ်ပြီးတော့ခုနက AI နဲ့ထုတ်ထားတဲ့သချင်းလေးကိုထည့်ပေးလိုက်ပါမယ်ပြီးတော့ဒီမှာ from device ဆိုတာလေးကိုယူကဲပြီးရင်ထည့်ပေးလိုက်မယ်เนาะ နောက်တစ်ခုဒီအပေါင်းလေးကိုထပ်ပြီးရောနှိပ်ထည့်ပေးလိုက်ပါအဆင်ပြေသလိုလေးချိန်ပေးလိုက် အခုလိုမျိုးကိုစိတ်ဆိုင်လုပ်ပြီးလို့စိတ်တိုင်းကြပြီဆိုလို့ရှိရင်တော့ Facebook ကိုနှိပ်ပြီးရောဗီဒီယိုလေးထုတ်ပေးလိုက်လို့ရပါပြီ။ရဲထုတ်ပြီးရဲ့ဗီဒီယို result လေးပြပေးပါမယ်နော်။ရှိတာကြတော့ AI ဆောင်းမထည့်ပဲနဲ့ကိုကြိုက်တဲ့သချင်းကိုလည်းထည့်ပေးလို့ရပါတယ်။ဥမာဒီလိုမျိုးလေးပေါ့နော်။ ကဲဒီလောက်ဆိုရင်တော့ဖုန်းတစ်လုံးနဲ့ပဲ AI ကိုအသုံးပြုပြီးတော့ကိုယ်စိတ်ဆိုင်ဗီဒီယိုလေးတွေဘယ်လိုမျိုးဖန်တီးရမလဲဆိုတာကိုအားလုံးပဲနားလည်တော့ကြပြီလို့ထင်ပါတယ်။မသိတာလေးတွေထပ်ပြီးတော့သိချင်တာလေးရှိရဆိုလို့ရှိရင်လည်းဒီ YouTube ဗီဒီယိုရဲ့ comment box ကနေပြီးတော့မှန်းသားလို့ရပါတယ်။အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင့်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်နော်။